်ညီလေးခုနကပြောတာအကို agree ဖြစ်တယ်ဘာလို့လဲဆိုတော့ပိုဆိုးတာတခုကအာဆင်နယ်ရဲ့လက်ရှိမှာဘလို့ပဲ PSV ကို9-6ထည့်တယ်ပြောပြောလူစင်ရဲ့အရာတိုက်စင်မှာခုနပဲဆိုလို့တော်တော် ဖိတ်တာရမယ့်အပိုင်းတွေအများကြီးရှိတယ်ကွာဒါ PSP ကို89ဆိုတာအာဒီတာကိုလည်းတော့ပြောပါရတာဟိုဘယ်လိုပြောမလဲနောက်တစ်ခါပြန်ကန်ရင်မဖြစ်တော့မဲ့ reset ကွာသိလားအဲ့လိုမျိုးဆိုတော့ဟိုဒါဟိုပွဲအတွင်းမှာဖြစ်သွားတဲ့အကြောင်းအရာတွေအများကြီးရှိတယ်ဂိုးတွေကလည်းတကူနဲ့တကူဇက်တိုက်ဇက်တိုက်တွေလာတာအာဆင်နယ်ကသိရမှာဆိုတော့ဟိုဒုတိယပိုင်းဆိုရင်46 48လားမသိဘူးအဲ့လိုမျိုး2မိနစ်အတွင်းမှာနှစ်ဂိုးဇက်တိုက်ပေါ်ဆိုတော့ဟိုဆိုလိုချင်တာဒီ89ကြီးရွာသွားတဲ့အတွက်ငါတို့တိုက်ဆက်ကတော့စိတ်ချရပြီဆိုတာမျိုးတိတ်တော့ တွေးလို့ရတဲ့အနေဒါမှမဟုတ်ဘာလို့ဆိုတော့လူကရေစီမှာ trust ဆက်ကေအဲဒီပါလေ trust ဆက်ကေဟိုမရီနိုရဲ့အဲ starling ရဲ့ nonary ရဲ့ပေါ့ဒီ၄ယောက်တည်းကိုပဲလှည့်သုံးနေရတယ်နေဒါ starling ကဟိုလူစင်းမှာရှိနေလို့သာထည့်ပြောရတာသူကလည်းတိတ်ပြီးတော့ဘာမှဘာမှစွမ်းဆောင်ပေးနိုင်နေရမဟုတ်ဆိုတော့တကယ်တမ်းပြောရရင်ကွင်းလင်ကစားသမားကြီးကိုအထောင်တင်ပြီးတော့ trust ဆက်နဲ့လူငယ် nonary နဲ့ကိုပဲဟိုအားပြုနေရတဲ့အနေဒါဆိုတော့ဒီအချိန်မှာအဲ့လို highlight တင်ပြီးဆော့လို့ရှိရင် ဒုက္ခရောက်နိုင်တာအာဆင်နယ်ပူဖြစ်နိုင်တယ်ဆိုတော့ဘာလို့လဲဆိုတော့ United ကဒါအကူကဟိုမျက်မှတ်တရပြောပြတာပေါ့မျက်မှတ်တရပြောပြ United ကရလက်တွေစိုးနေတာမှန်တယ်ဒါပေမဲ့တကယ်ပြဿနာအခန်းဆက်မှာမဟုတ်ဘူးအကူတို့လည်းတိုက်ဆက်မှာဂိုးမရတဲ့ပြဿနာဖြစ်နေတာခန်းဆက်ကတလောက်ကြီးအချိန်နေစိုးတဲ့တဲမှာမပါဘူးစိုးတာဂိုးသမားစိုးနေတာခန်းဆက်ကသူ့အတူနည်းနည်းပါအဆင်ပြေ delete တို့မကွဲရလို့ဆိုရင်ကောင်းတယ်ကွာ performance ကဂိုးတွေဒါပေးတာပေးနေရတာဂိုးသမားကြောင့်အဲ့ဒါပါဆိုတော့ဟို United ကလည်းခုနပြောသလို deep ဟို cancel line ကိုနည်းနည်းလေး deep ဟိုအနောက်ကိုဆုတ်ပြီးတော့ဆော့မယ်အာဆင်နယ်ကလည်းအခုနပြောသလို 3G ကြီးနဲ့ high line အရင်တင်ပြီးဖျဲတာမျိုးမလုပ်ဘဲနဲ့အမောင်းကိုဆောက်စားမယ်ဆိုရင်တော့ခုနအကူပြောတဲ့တရေ result လောက်ကတော့နည်းနည်းပို့ပြီးတော့ဖြစ်နိုင်လောက်မယ်လို့ဟုတ်ကဲ့ဖြစ်နိုင်တယ်ဆိုတော့ plan နေမယ်လို့ထင်တယ်ကိုထင်တယ်ကိုလေနှစ်သိန်းတော့အဲ့လိုအရင်အပြိုင်ဆိုင်သွင်းတဲ့ပွဲစဉ်မျိုးဖြစ်မယ်လို့မထင်ဘူးဘာလို့ဒီနီးပြနှစ်ယောက်တွေ့တော့ပထမတစ်ခေါက်ကလည်း 2C ဒုတိယတစ်ခေါက်ကလည်း11ဆိုတော့နှစ်သိန်းတည့်အဲ့လို ိတ်အရင်လိုမျိုးဂိုးတွေအပြိုင်ဆိုင်တွင်းတာမျိုးတော့တိတ်မြင်ရမှာမဟုတ်နှစ်သိန်းလောက်ရဲ့တိုက်ဆက်ကလည်းနည်းနည်းလေးအားနေနေတော့လीဆိုတော့အကောတော့အဲ့လိုစီစီဝမ်ဝမ်အလောက်လောက်ပဲမျောလင်းတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အကိုအာဆင်နယ်နဲ့ပတ်သက်ပြီးမေးချင်တာလေးရှိတယ်အာဆင်နယ်နဲ့ကတော့တွေ့လို့မရှိတော့ပါဘူးဆိုတော့ပရီးမီးယားလိဂ်ကတော့အကိုတို့ဒီလောက်ပဲလောက်လောက်ပြီးနောက်မှချန်ပီယံလိဂ်ပါညာနောက်တစ်ဆင့်တက်သွားတော့မှပြောရမယ့်အပိုင်းတွေထပ်ပြီးရရှိလာအောင်ပါပေါ့ ကျွန်တော်လည်းနှစ်တိုင်းနှစ်တိုင်းသိရတာတိုက်တဲ့ channel ကြတော့ဟုတ်ပါရဲ့ဒါပေမဲ့ပြိုင်ပဲအသင်းရဲ့ကစားသမားကြီး prime time နဲ့ကြုံကြုံနေရတယ်ဒါကဒီ brai တို့ rotary တို့ကောင်းလုံးတဲ့အချိန်နဲ့နှစ်နှစ်ဆက်တိုက်ကြုံပြီးသွားပြီအခုဒီနှစ်လည်းကြာတော့ဆာလတ်ဆိုတော့ liverpool ကတကယ်တမ်းပြောရင် shock ပေါ့သိပါလုံးဝအကြီးကျယ် shock ရပါတယ်ပွဲစဉ်လို့ပြောလို့ရတယ်ဘာလို့လဲဟိုဟိုယာတီလို့ပြောလို့ရတယ်ဘယ်သူမှမထင်တာလေ even liverpool ပြည်သက်တွေတောင်မှမထင်တာဘူးသူတို့ဒီလိုမျိုး ဖြစ်မဲ့ဆိုရင်အခုချိန်တရားဒီလုံးကတပွဲပဲရှုံးနေကွာဟုတ်တယ်ကွဆိုတော့ clock ဘယ်လောက်ပဲကောင်းတယ်ပြောပြောဒါ slot ကိုအများကြီး credit ပေးရမယ့်အားရှိပါတယ်တဲ့မှာသူဘယ်လိုပဲ clock အသိန်းလို့ပဲပြောပြောဥမာဟိုဆာလာ clock ခေါ်ရဲဆိုပေမဲ့လွန်ခဲ့နှစ်နှစ်ကလည်းဆာလာဒီထက်နှစ်နှစ်ငယ်တဲ့ဆာလာပဲလीဒါပေမဲ့ဒီရာဒီဆာလာပြရဲ့ခြေစွမ်းကလုံးဝတဲ့မှာဟိုဟိုဘယ်လိုပဲမိစာကုန်ငယ်နီးလိုမျိုးအတကုံယုံပြီးတော့ကျန်းနေတဲ့ပုံစံလိုမျိုးကွာဆိုတော့ အာဆင်နယ်ကန်ဆိုးတယ်ပဲပြောရမှာပေါ့စီတီကြတဲ့အချိန်မှာအာဆင်နယ်လည်းအကုန်တွက်ထားတယ်ဆိုတော့စီတီကြတဲ့အချိန်မှာအာဆင်နယ်တွက်ပြီးစီတီကတကယ်လည်းကြတယ်ဒါပေမဲ့ကြတဲ့အချိန်မှာကျတော့လူစားကောင်းနောက်တစ်ယောက်ထပ်ပေါ်လာတော့သိရပါကိုကဒီတိုင်းပဲပြန်ဖြစ်နေပြန်အောင်ဆိုတော့တင်းမယ်ဆိုလည်းတင်းကျင်စရာပဲပထမကျတော့ကျွန်တော်တို့လီဗာပူးကိုနိုင်ပြီလို့ထင်ထားတဲ့အချိန်မှာပဲဆာလာကတူတူဖြစ်မဲ့ကိုပြန်ပြန်ပြီးသွင်းသွားကောင်းရတော့လုံးဝကြီးပြေးလမ်းကြောင်းခွဲပြေးသွားတာဟိုကလည်းထိုးပြီးကွက်တိပိတ်သွင်းသွားတယ်တကယ်ဥမှာဆာလာရဲ့နှစ်ပဲဒီနှစ်ကတော့ တော့ဟိုအာဆနယ်ရိတ်သက်တယောက် Twitter မှာရေးထားတာကိုတွေ့လိုက်သေးတယ်ဗါလေဟိုသူကအမတ်ကွာဟားချက်ကိုတိတ်မကျင်းဝါးစေဖို့တာဆူတောင်းတယ်ဟွာဘာလို့လဲဆိုတော့ဟိုပါလေ Liverpool နဲ့ Arsenal က MV မှာယာစီကုန်ကန်ကြီးရင်ကန်ရပါဘူးသိလားအဲ့တော့အိုက်ပွဲစဉ်မတိုင်ခင်တာချန်ပီယံဖြစ်သွားလို့ရှိရင်ဟွာလက်ခုပ်ဒီဗီတွေရအောင်ဆိုတာဟုတ်တယ်ဟုတ်တယ်အမတ်တရားကြီးပြန်ပြေဦးအမတ်တရားကြီးပြန်ပြေအောင်ဆိုတာ MV ကဒါမှမဟုတ်တဲ့ပါကိုနဲ့တွေ့တဲ့ပွဲမှာနိုင်ဝါးပြီးတော့ပွဲပြီးရင် ဖလားရပါရဲဆိုရင်လည်းဒါနည်းနည်းလေးဖီးကျဲတာပေါ့လေဒီမှာပုံစံဟိုမှာ6မှတ်9မှတ်လောက်กว่าနေရဆိုအဲ့လိုပုံစံမျိုးသွားဖြစ်ပုံများတယ်အိုက်ပွဲအပီးဒီမှာအိုက်ပွဲမှာတမတ်ရပြီးတော့တခါလေဖလားရသွားတာတော့ဘာအဲ့လိုမျိုးဖြစ်သွားပုံစံမျိုးဆိုပရီးမီးယားလိဂ်ကတော့နည်းနည်းလေးစိတ်နာစရာပေါ့အာဆင်နယ်အတွက်ဆိုရင်တော့သုံးနေစက်တိုက်ဆိုတော့လေကျွန်တော်ကျွန်တော်လည်း Netflix လာမယ့်နေ့ကြည့်ရအောင်လာမယ့်နေ့ကြည့်ရအောင်ပေါ့နော် season season 4 စီဇန်အခုက300သိပြီးသွားပြီဆိုစီဇန်4ပေါ့ဆိုတော့တော့ဂျားပြက်လီမေးလိုက်ပါမယ် UCL အခုဒါတေးကြပြီကွာအာဆင်နယ်ကဖိတ်စာတစ်ချမ်းကတော့တေးကြသွားပြီဆိုတော့ Real တော့80ရာခိုင်နှုန်းလောက်ပူဖြစ်ဖို့များတာပေါ့ဆိုတော့ဆိုတော့ Real ပဲဖြစ်ဖြစ်တီကိုပဲဖြစ်ဖြစ်လွယ်ပါ့မလားဘယ်လိုထင်လဲလွယ်တော့မလွယ်ဘူးကွာဒါပေမဲ့ဟိုကျွန်တော်စိတ်ထဲမှာလည်းမနေ့ကကျွန်တော်ယင်ဆိုင်ခဲ့တဲ့ဘိုင်ယန်ကသူတို့နဲ့တားပြီးတော့မတိမ်မြင်းလို့ထင်တယ် အဲ့လိုကျင်းမြောင်းတဲ့ရလက်တစ်ခုနဲ့ပဲပြုတ်မယ်ဆိုရင်တော့မှအဲ့လိုဖြစ်သွားမယ်လို့ကျွန်တော်ထင်တာဒီကိုပဲတက်တက် real ပဲတက်တက်လေဟိုဘာလို့လဲဆိုတော့ဟို real တအားကောင်းတာမှိုင်းပဲလေအာဆင်နယ်နဲ့ဟိုအရှိနှစ်တွေမှာကျွန်တော်မတွေ့ထားရသေးတာဖြစ်တဲ့အတွက် Monday အရတော့တက်မှာ Center Forward နဲ့တော့ကန်ကြမှာပဲ real တော့ဟိုစားနေကြပဲသူကတည့်ရတယ်မယ်ချန်ပီယံလိမှာအဲကိုရီကောင်တွေကလည်းငါတို့ဘလို့ရလက်ဖြစ်ဖြစ်ဂုံမငယ်ဦးဆိုတဲ့စိတ်တစ်ခုတော့သူတို့မှရှိမှာအဲအဲ့ဒါကလည်းအကောင်းဆုံးတော့နောက်ကတွန်းအားဖြစ်မယ်လို့တော့ထင်တာပဲသိရမှာ ဟိုပိသက်ကလက်ခံတယ်ဗျာဘရီယန်နဲ့တွေ့လို့ဟိုစောက်တတန်းကိုရှုံးတယ်လို့မျိုး feeling မျိုးနဲ့တော့ပိသက်ကသူတို့ဒေါသထောက်မှာမဟုတ်ဘူးအဲ့လို့ဆိုတော့သူက pressure မရှိဘူးအဲ့တခုတော့လုံပြနိုင်မယ်လို့တော့နှစ်ကြောမှာတစ်ကြောလောက်ကတော့ကောင်းကောင်းလေးတော့ပျော်ဝင်ရမယ်လို့ထင်တယ်အင်းပေါ့ဟုတ်ပျုတ်တော့ပျုတ်ရုပ်ပြဆင်းပြတဲ့ဟိုလက်မခံနိုင်တဲ့ပုံစံမျိုးနဲ့မပြုတ်နဲ့ပေါ့ဘာလို့လဲဆိုတော့အာဆင်ဝင်းကားရဲ့နောက်ဆုံးနှစ်တွေမှာဆိုရင်ဘိုင်မြူးနဲ့เนี่ยတော်တော်လေးပြောစရာဖြစ်တာ哦ဘိုင်မြူးနဲ့အဲ့ပါ5151အဲ့လိုအိမ်ဝင်း9ခုဝေးဝင်း9ခုအဲ့လိုမျိုးတွေတဲလို့တဲ့ဘိုင်မြူးနဲ့ခဏခဏ ဒုက္ခပေးတယ်ဟိုပေးရင်လည်းကိုးပြတ်ရလက်တည်းပဲအဲ့လိုမလာလာပေးသွားရဆိုအဲ့လိုပုံစံမျိုးတော့အဖြစ်ခံလို့မရဘူးပေါ့လေဘောလုံးကတော့ဘာမှမဆိုပြတ်သွားနိုင်ပါဒါပေမဲ့ react ကလည်းအဲ့လိုချန်ပီယံလိရောက်ရင် तू ကသူ့ရဲ့ line ရတယ်တမျိုး तू ကလည်းအဲ့လိုဘာမှမသိရတကယ်တော့ react ဆိုသူတို့ပြိတ္တတွေတောင်မှဘယ်လိုပဲမဲ့အရင်ဒီနှစ်ကိုအားရနေတာဟာမျိုးမဟုတ်ဘူးဒါပေမဲ့ချန်ပီယံလိရောက်ရင်သူတို့ကတခြားအသင်းတစ်သင်းလိုမျိုး အရှိန်ဝါတစ်ခုရှိအရှိန်ဝါတစ်ခုလိုမျိုးပြင်တာတဲ့မှာဘာနေဖြူပါညာစီတီဆိုသူလဲပြန်လာမယ်ဆိုရင်တကယ်တကိုးပဲကွာတာဟို2 3လေပတ်တယ်ကွာ2 3တကိုးပဲကွာတာဆိုတော့လာတယ်လာတဲ့ချိန်မှာတဲ့မှာဘာနေဖြူမှာသူလဲတကိုးရရင်တေးဖြစ်သွားပြီလေလာတာပဲဒါပေမဲ့တဲ့မှာစတာနဲ့အဲ့လိုအမ်ဘာဘေကလုတ်ပြသူတို့မှာအဲ့လိုပွဲ game changer တွေကအရင်များတာရိုဒရီဂိုတို့ဘာလို့ဆိုလဲအသင်းအခြေစွမ်းကဒီလောက်ကြီးဟိုကြောက်ပြီးကောင်းနေရတာမဟုတ်ဒါပေမဲ့အဲ့လိုတူးချင်းအည်သွေးတွေကအားလုံးက အစွဲတွေနဲ့ပြည့်နေတဲ့မှာ Vevardi တို့ပါလို့ဆိုလဲအဝေးကလမ်းကန်လိုက်ရင်တဲ့မှာအုံဝင်နေပဲပိုက်တွေပါလေဆိုကျွတ်ထွက်မတတ်ပဲအဲ့လိုမျိုးဆိုတော့ဟိုဥမာ Venetian နဲ့ Rodrigo မကောင်းတဲ့နေ့ဆိုဘာဘေးကကောင်းတယ်ဘာဘေးနဲ့ Venetian ကမကောင်းရင် Rodrigo ကကောင်းတယ်အဲ့မှာ Vevardi ခြေစမ်းပြောင်းရင် Bellingham ကောင်းတယ်သူတို့ကအဲ့လိုကဲမဲ့လူကအမြဲတမ်းတယောက်နှစ်ယောက်လောက်အဲဒီမှာရှိရပုံစံလိုမျိုးဖြစ်နေဆိုတော့တော်တော်လေးတော့သတိကြီးကြီးထားရမယ်ဆိုတော့တော့ဗောင်း United ကိုရောယူရိုပါလိရမယ်ထင်လားဘယ်လိုထင်လဲ အဓိကတော့အမ်မိုနီယာနီးစနစ်တွေကိုကစားသမားတွေလိုက်နိုင်တော့အဆင်ပြေတယ်ဟုတ်လားအမ်မိုနီယာအရင်အစိုးတဲ့နီးပြတယ်မှာတော့မပါဘူးကျွန်တော်ကြည့်ရတလောက်လေဟို transition သွားတာလေးတွေ pass ခင်းပေးရလေးတော့မဆိုးဒါပေမဲ့ဖြစ်နေတာက သူသွားကျင်တဲ့ဝေးနဲ့ဂါနာချိုလို့ပြန်ပြန်ခင်းပေးဖို့တိုင်ပင်ကိုက်မရှိရတယ်ကိုယ်တိုင်ကန်သွင်းတာတွေကလည်းတစ်ခါကျရင်ဟိုရှေ့သွားမယ်အညွန့်ကကြိုးကြိုးွားလို့ဖြစ်နေကျွန်တော်ကြည့်ရအဲ့အဲ့ဒါကြီးလည်းပါတယ် ဟိုနီးပြာကြီးပဲအပြစ်သွားပြုတ်လို့မြင်ခါကျင်ကစားသမားတွေရဲ့ဓာတ်ဆိုင်ဘက်ကိုလည်းကျွန်တော်မြင်ပြီးမှရမယ်အဲ့လိုမျိုးဆိုတာလေဟိုအဓိကအာဆင်နယ်မှာကအိုက်ဒါဘာကြောင့်မြဲနေလဲဆိုရင်ကစားသမားရဲ့သူ့အတွက်ကစားပြီးခြင်းနောက်လေးပွဲမှာနှစ်ပွဲလောက်နိုင်လဲကစားသမားရဲ့နောက်ပွဲအာတီတာတော့ပဲအဲ့လိုစိတ်မျိုးရှိအဲ့ဒါလေဟိုကစားသမားနဲ့ပလေယာနဲ့နှစ်ကြွားရတယ်အဲ့တခုတော့ကောင်းဟိုဟိုတစ်နှစ်ကိုနီးပြတယောက်ထုတ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 ်ဝိုင်းလဲကစားသမားရဲ့သိရမလားငါတို့ကအမြဲတမ်းရှိနေမှာနီးပြကတော့ လစ်ခွာဆိုတဲ့ပုံစံမျိုးနဲ့ပဲအခုတောင်မှဒဇွန်းစားကြီးကြားနေအဲ့လိုဆိုတော့ဒီကစားသမားအစုအဖွဲ့ကိုအမော်နီတီချာလေးကင်ရနိုင်ပြီဆိုရင်တော့ယူပါလိမှာတော့အဆင်ပြေနိုင်လောက်တယ်ကိုရနိုင်လောက်တယ်ဘာလို့ဆိုတော့အခုဒိုကူလို့ပြောလို့ဆိုတာသူတသားလေးဖြစ်နေတဲ့ပလေယာမျိုးတွေပြောလို့ရတယ်ဘရူနိုရောမှနောက်ပိုင်းနည်းနည်းလေးစကားနားထောင်လာတဲ့ပုံစံမျိုးလေးတွေ့လာအဲအတိကတော့အဲဂါနာချိုကင်ရနိုင်ဂါနာချိုတော်တော်လေးကိုအင်ပက်မြင်တယ် ိုဂိုးသွင်းတဲ့အပိုင်းမှာတော့မဟုတ်ဘူးဒါပေမဲ့ဟိုအချိန်ကြိုက်ပြေးထွက်တာမျိုးတွေတွားတာတွေတော်တော်လေးဖူအန်နဲ့ဘွဲမှာဆိုကျွန်တော်ထင်တော့မနေတော့ဂိုးကြီးမှတ်တာညာဂျင်းနဲ့ကမ်ရူနဲ့ဘဲဂျင်းနဲ့ဖြစ်တယ်လို့ဖြစ်လိုက်တယ်အဲလီနိုတော်တော်လေးပုတ်လိုက်လို့ဖြစ်သွားတယ်ဟုတ်ကဲ့အာတော်တော်တမျိုးကောင်းတယ်ဒါပေမဲ့ချီတူကလည်းကြည့်ရမယ်တော့ကိုဟိုကိုရီစီကထုတ်သွားလို့ဟိုတိတ်ပြီးစကားမပြောဖြစ်တာအရေးချင်းရတော့ရှိတယ်တခြားအတုံးတက်ရင်တော့တက်လာမှာဟိုကျွန်တော်တို့ကတော့တမျိုးလားဆိုတော့တမျိုးတယ်ဒါပေမဲ့ပြိုင်ပတ်သိစီရောက်သွားတာဆိုတော့ရင်းထဲမှာအမှန်တိုင်းပြောမယ်ဆိုတော့မဖြစ်မြောက်စီခြင်းဘူး ဝင့်လင်းပြတာဒါယင်နေရအမှန်ပဲဒါပေမဲ့သူ့ကြည့်ရတော့တခုခုတော့ဖြစ်လာမဲ့ပုံစံမျိုးတော့တွေးရတယ်နေရာယူမှုတွေနောက်ဘော်ဒီစားပြီးတော့ပနတီဘောက်စ်ထဲမှာဘလုံးလက်ခံတာမျိုးတွေမစိုးရဲတယ်ဖြစ်လာမှာပါသူ့ကိုကြည့်ရတာဟုတ်လူငယ်ကစားသမားရဒီလိုပါကိုရလက်ကီဒရောထီထိုးရတယ်လို့မျိုးပဲဖြစ်နေရအောင်နော်ဆိုတော့ဒါပေမဲ့အာခုနပြောလို့အကောင်လေးကလဝဲကန်ရဲ့စိတ်လေးရှိတယ်လဝဲချက်ရှိတယ်ဆိုရင်ဥမာဖူဝဲနဲ့ပွဲမှာဆို white land တပွဲလုံးကန်တာ big chance မှမရဘူးသူဝင်လာတဲ့၃ချိန်လောက်ကန်တယ် အပိုင်နီးပါးတွေပေါ့ဆိုတော့ဒီအပိုင်တွေကိုဝင်လားဆိုတော့မဝင်လွဲတော့လွဲသွားတယ်ဒါပေမဲ့ဒီလိုကန်ခွင့်ရလာတာဟိုကပဲသူ့ရဲ့အရေးသွေးလို့ပြောရမယ်သူ့အသက်ရွယ်တန်းမှာဆိုလို့ရှိရင်ပေါ့ဆိုတော့ဒါတွေကအများကြီးစောင့်ကြည့်ရမယ်ဘိုင်ခုနပြောလို့ Europa League ကအကောက hope တခုတော့ရှိတယ်မှန်တယ်ခြေစွမ်းရတော့မကောင်းခြေစွမ်းရတော့မကောင်းဘူးအားနည်းချက်တွေများတယ်ဒါပေမဲ့ဖလားပြိုင်ပွဲဆိုတာမျိုးကကောင်းနိုင်လည်းမရအောင်တခါလေလည်းမကောင်းတဲ့အသင်းကရပါတယ်ရေပန်းမစားပဲရဥမာ Chelsea နဲ့ Man City Chelsea ရတဲ့နှစ် Chelsea ဆိုရင်ဒါဟို ဒါဟိုဘလုံးမပြောတာမဟုတ်ဘူးကွာသူတို့ရတဲ့တစ်ကြိမ်စလုံးကသူတို့ရေပန်းမစားတဲ့နှစ်တွေမှာရတယ်ဘိုင်မြူးနဲ့ရတဲ့အခေါက်ကောဒီမန်စီးတီးနဲ့တစ်ခေါက်ဆိုတဲ့မှာလမ်ပတ်နဲ့တူချဲအပြောင်းလဲဂျာဒီဘွတ်ဂျာဒီဟိုတဝက်ဝင်ကင်နဲ့နီးပြတွေနဲ့ကြီးပဲသူတို့ရသွားတာကွာဆိုတော့ဟိုဖလားပြိုင်ပွဲကအရင်ကောင်းကြမလို့နှစ်ကြော့မှာတဲ့မှာဥမာအဂရိုဆိုစီတက်နဲ့1-1ကွာဒုတိယကြော့အိမ်ဝင်ထပ်ပြီး1-1ပန်နဒီကန်နဲ့တတ်သွားတယ်ဒါမျိုးတွေကဖြစ်နိုင်တယ်ဆိုတော့ဟိုတစ်ချောင်းလုံးကြီးကောင်းနေဖို့မလို့ လေငါဒီကန်နဲ့လေငါပွဲမှာကန်ကြမားကိုပဲနည်းနည်းပါမယ်ကိုကလည်းညှက်ကန်မယ်တဲ့မှာအဥမာခုနကပြောလို့ပန်နတီပိုင်းညာဒီအပိုင်းလေးမှာလည်းနည်းနည်းပါပါကိုကလက်ကီးကောင်းမယ်ဆိုလို့ရှိရင်ဒါဘာမဆိုဖြစ်သွားနိုင်တယ်ပြီးတော့ဒီနေ့ကပူအားခဲတဲ့နာကိုကလိမှာလည်းဆုတ်ပြက်နေတယ်ပြီးတော့အော်ဘယ်လိုပြောမလဲချန်ပီယံလိကပြုတ်လာတဲ့အသင်းတွေမရှိတော့ဘူးအဲ့ဒါအားသာတယ်ဟုတ်တယ်ဟုတ်တယ်အရင်ဆုံးပြုတ်ရင်စင်းမဲ့ယူပါလိမ့်မယ်။အဲတော့အဲ့အဲ့မှာဒုက္ခလာလာပေးတဲ့ကောင်တွေရှိတယ်။သူသူပြစီဗီလာပေါ့ ဒီမှာယူရိုပါလိရတယ်ချန်ပီယံလိသွားကန်တယ်အုပ်စုပြုတ်တယ်တတိယနဲ့ပြန်ဆင်းလာတယ်ယူရိုပါလိပြန်ယူတယ်ဟိုဘက်ကိုပြန်သွားတယ်အုပ်စုအူနိုင်းအမရီဆို၃နှစ်ဆက်တိုင်အဲ့ဖော်မြူလာအတိုင်းတပတ်လဲသွားယူရိုပါလိသွားယူတယ်ဟိုမှာကန်တယ်တတိယယူတယ်ပြန်ဆင်းတယ်ပြန်ယူတယ်ဟိုမှာသွားကန်တယ်ပြန်ပြုတ်တယ်ဒီဘက် ပြန်လာတယ်ဒီဘက်ဖလားပြန်ယူတယ်ဆိုတော့ဟိုယူရိုပါလိချန်ပီယံလိကပြုတ်လာတဲ့အတင်းမပါတာတော်တော်လေးဒီအတင်းတွေတော့ပြုတ်လို့ရတယ်ဆိုတော့ညက်ကန်ပေါ့ဒါပဲရှိတာပရီးမီးယားလိကို ဟိုအပျော်ကန်လို့တော့မပြောချင်ဘူးကွာတိလာဒါပေမဲ့ဟိုယူရိုပါလိရှိတဲ့အပတ်ဆိုပရီးမီးယားလိကိုကိုးကွာတိလာရတယ်အမင်းအေးဆေးကန်ကျင်သလိုကန်အဓိကယူရိုပါလိကိုပဲဒီဟာဒီကိုဘိုလူပဲလို့သဘောထားပြီးကျုံတော့အကောကတော့အဲ့လိုပဲဖြစ်စေခြင်းလဲရတယ်သူတို့မှလည်းအဲ့ ချန်ပီယံလိဝင်ဝင်อ่ะအဲ့တခုပဲရှိတော့เนาะ United မှာချန်ပီယံလိဟုတ်တယ်အာဆင်နယ်မှာလည်းဖလားလန်းကြောင်းอ่ะချန်ပီယံလိတခုပဲရှိတော့တာ United မှာလည်းအဲ့မျောလင်းချက်ကယူပါလိရမကိုဖြစ်မယ်ဆိုတဲ့မန်ဒေတခုတော့သူတို့မှတော့ရှိနေမှာဟုတ်တယ်အဲ့အဲ့တခုကပဲတော်တော်လေးတော့အဆင်ပြေမယ်ထင်တယ်ဟုတ်တယ်ဆိုတော့ဟိုပြောချင်တဲ့သဘောကဘလိုပဲဒါတွေကိုပြိသက်တွေကဒီလိုပဲစားကြနောက်ကြတာပေါ့ကွာတကယ်မဟုတ်ဘလိုပဲမလွယ်ပေါက်တို့ဘာလို့တကယ်မဒါဂျားပေါက်ကဝင်လာဘလိုပဲပြောပြောယူပါလိရပြီးသွားတာဗီဒီယိုထဲမှာလည်းဖလားတစ်လုံးရောက်တယ်ပြီးတော့ဟိုချန်ပီယံလိမဲအိုးခွဲလို့ရှိရင်လည်း ဦးစားပေးအဆင့်ပေါ့ဝမ်းလေးကိုသူကသွားရတာကွာတိလချမ်းမြေဆိုတော့ပြီးရင်ဟိုဟာပေါ့ coffee coffee လို့ပဲပြောကြတာလ ी2 in 1လာ premier 2 in 1မှာ तू อ่ะဒီကောင်ရရင်ဟိုကံမယ်ဗာလေဥရောပဥရောပ super bla ဖာညာတိလာအဲ့ဒါလေ champion league champion နဲ့ဥရောပ super bla လဲကံမယ်ဆိုတော့နောက်ဖလားတလုံးထက်ကံနောက်ဖလားတလုံးနဲ့ရရမရတာတကယ်နာကွာဘလူးဝဲနောက်တစ်ခုတော့ကံမယ်တိရမှာဆိုတော့ဒါကောင်းတဲ့အကျိုးကျေးဇူးတွေအများကြီးရတယ်ဆိုတော့အကိုကတော့ ခြေစွမ်းညံ့နေအမှန်နေဒါပေမဲ့ယူပါလိကိုတည်တည်ကြည်ကြည်ကဲပရီးမီးယားလိကိုဟိုကျိုးတော့ကျိုးစားပေါ့ကွာတည်လားဒါပေမဲ့ယူပါလိရှိတဲ့အပတ်ဆိုရင်ရတယ်ပြီးရှော့ခြင်းရှော့လိုက်တည်လားအဓိကယူပါလိမှာပဲနိုင်အောင်ကအဲ့လိုမျိုးတော့ပို့ပြီးတော့စိတ်ထဲမှာပို့ဖြစ်တယ်ကွာတည်လားဒီဟာဒီကတော့ဒါအတင်းတော့နောက်ရသည်မှာချန်ပီယံလိဝင်တယ်ဆိုဘာဖြစ် financial ဟိုအရာရောကစားသမားဆွဲဆောင်မှုအရာရောအများကြီးပို့ပြီးအထောက်အကူဖြစ်မယ်လို့ထင်တယ်ဟုတ်တယ်ကဲအဲ့ဒီတစ်ပတ်ကျွန်တော်အကူတို့ United Arsenal တွေ့ရတဲ့အချိန်နှစ်သင်းအကြောင်းလေးအမှတ်တရပေါ့နော်ဆိုတော့ညီငယ်လည်းတခါမှမပြောဘူးသေးတော့အမှတ်တရဖြစ်အောင်ပြောလိုက်တယ်နော်ဆိုတော့ကျွန်တော်လည်းပထမဆုံးဒီလိုပြိုင်ဘက်ဟိုအကူတယောက်နဲ့အခုမှပြောဘူးတာအဲ့ဒါဆိုကြည်ပေးကြည်ပေးမယ်ညီကိုရေပြိတက်တွေအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်နော်ဆိုတော့အခုလည်းနောက်ထပ်ကျေးဇူးလည်းကျေးဇူးတင်ပါတယ်နောက်ထပ်နေကြမှာထပ်ပြီးပြောကြမှာနော်ဆိုတော့အားလုံးပဲ see you ပါနှုတ်ဆက်လိုက်ပါဟုတ်ကဲ့ပါဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်ပါ